ကေကငငယ်တွေကကြိုက်ခဲ့ရတယ်မင်းသမီးငငယ်တွေကဆိုမဲ့အသက်ကအတူတူပဲတိတ်မကွဲအသိတ်မကွာပါတော့အသက်ကမတိတ်မီမမရဆိုအမဆိုလေအဲတပိငါးဘာသာကုံနွေးထွက်တယ်ဆိုတော့ကြော်ညာလေနော်အဲဟုတ်တယ်အဲ့ကြော်ညာမှာစတွေ့ဘူးတာပေါ့နော်ဆိုတော့အဲ့တော့ဆိုဟဲ့ချစ်ဆရာလေးချောလိုက်တာပေါ့နော်ဆိုတော့ငယ်ဘောကအိမ်မက်ပေါ့အဲ့လိုမျိုးလေးဖြစ်ချင်နေဆိုတဲ့ဟာပေါ့နော်ဆိုတော့အဲ့မင်းသမီးနဲ့အခု ဒီပွဲမှာပေါ့နော်ကျမရဲ့မွေးနေ့ပွဲမှာအတူတူ celebrate လုပ်ရရတဲ့အကြောင်းကိုအရန်ကိုဝမ်းသာကုန်ယူမိပါတယ်။ကျေးဇူးတင်ပါတယ်။ညီမလေးဒီညီမနဒီဆိုလည်းအရန်ကိုရည်ရွယ်ချက်ရည်မှန်းချက်ကြီးရဲ့ညီမပေါ့နော်။ဆိုတော့အရန်သူဖြစ်ချင်တာတွေကလည်းတကယ်ဖြစ်လာပါတယ်နော်။အဲ့အတွက်လည်းဝမ်းသာပါတယ်လို့နည်းနည်းတော့ emotional ဖြစ်သွားတယ်လို့အဟဟကြည့်ပြီးတော့လေ။အမ်ညီမလေးနဒီကကြည့်အဲ့ဒီ documentary ကြည့်ပြီးတော့ တော်တော်လေးဖြတ်တန်းခဲ့ရတယ်အများကြီးလည်းသူ့ဘဝကိုကြိုးစားခဲ့ရတယ်တိဆောက်ခဲ့ရတယ်ပေါ့ပြီးတော့ဒီအချိန်นี่သူဖြစ်ချင်တဲ့အိမ်မက်လေးတွေအကောင့်ထဲပေါ်လာနိုင်တယ်ဆိုတော့အာသူ strong လဲ strong ဖြစ်တယ်ပေါ့နော်တမားတဲ့အမျိုးသမီးတယောက်လည်းဖြစ်တယ်နောက်ပြီးတော့ကြည်ရတာဒီသူ့အကြောင်း documentary အကြောင်းကြည်ရတာမှာလည်းစိတ်ခွန်အားလည်းဖြစ်စေတယ်ပေါ့နော်ဆိုတော့အားလုံးလည်းကြည်ကြည်ပါ ကျူးစားပါနေထိုင်အောင်မြန်ပါပါမအားပြီးတော့ကိုအားရှိပါဟုတ်ကဲ့ဒီပြီးလိုက်တဲ့ပတ်သိပါ Happy birthday လို့လည်းထပ်ပြီးပြောချင်ပါတယ်ဒီထက်မကအောင်မြန်ပါစေပို့ပြီးတော့လည်းဆပါစေခုလည်းရန်လာနေပါပြီနော်လေရတော့ပထမဦးဆုံးဒါအမျိုးသမီးတယောက်နေနဲ့ဒီ join ကို ဒီ diet diet meal ပေါ့နော် um healthy meal အာဒီထွင်တဲ့ညီမပေါ့ညီမ founder ဒီညီမရဲ့နောက်တစ်ယောက်လည်းရှိသေးတယ်နော်ဆိုတော့အဲညီမအမျိုးသမီးတွေငယ်ငယ်လေးနဲ့ဒီလိုမျိုးတွေအများကြီးအဲရက်နှစ်တူတူအတွင်းမှာအောင်မြင်လာတာအများကြီးကုန်ယူပါတယ်။မြန်လည်းစူးစမ်းထားတွေ့ရတယ်နော်။ documentary လည်းကြည့်ရတယ်ဆိုတော့ကုန်ယူပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ဟုတ်ကဲ့။ အရင်ပြောတာပေါ့နော်အဲဆိုမက်ကေကငငယ်တွေကကြိုက်ခဲ့ရတယ်မင်းသမီးငငယ်တွေကဆိုမဲ့အသက်ကအတူတူပဲတိတ်မကွဲအတိတ်မကွာပေါ့နော်အသက်ကမတိတ်မီမမရဆိုအမဆိုလေအာသူမိငါးဘာသာကုန်နွေးထွက်တယ်ဆိုတော့ကြော်ညာလေနော်အဲဟုတ်တယ်အဲ့ကြော်ညာမှာစတွေ့ဘူးတာပေါ့နော်အဲ့တော့ဆိုဟဲ့ချစ်စရာလေးချောလိုက်တာပေါ့နော်ဆိုတော့ငယ်ဘဝအိမ်မက်ပေါ့အဲ့လိုမျိုးလေးဖြစ်ချင်နေဆိုတဲ့ဟာပေါ့နော်ဆိုတော့အဲ့မင်းသမီးနဲ့အခု ဒီပွဲမှာပေါ့နော်ကျမရဲ့မွေးနေ့ပွဲမှာအတူတူ celebrate လုပ်ရတဲ့အတွက်ကြောင့်အရန်ကိုဝမ်းသာကုန်ယူမိပါတယ်။ကျေးဇူးတင်ပါတယ်။ညီမလေးဒီညီမနဒီဆိုလည်းအရန်ကိုရည်ရွယ်ချက်ရည်မှန်းချက်ကြီးရဲ့ညီမပေါ့နော်။ဆိုတော့အရန်သူဖြစ်ချင်တာတွေကလည်းတကယ်ဖြစ်လာပါတယ်နော်။အဲ့အတွက်လည်းဝမ်းသာပါတယ်လို့နည်းနည်းတော့ emotional ဖြစ်သွားတယ်လို့အဟားကြည့်ပြီးတော့လေ။အာညီမလေးနဒီကကြည့်အဲ့ documentary ကြည့်ပြီးတော့ ဘာလို့တော်တော်လေးဖြတ်တန်းခဲ့ရတယ်အများကြီးလည်းသူ့ဘဝကိုစူးစမ်းခဲ့ရတယ်ဒီဆောက်ခဲ့ရတယ်ပေါ့ပြီးတော့ဒီအချိန်နေသူဖြစ်ချင်တဲ့အိမ်မက်လေးတွေကိုအကောင့်ထဲပေါ်လာနိုင်တယ်ဆိုတော့အာသူ strong လဲ strong ဖြစ်တယ်ပေါ့နော်တတ်မာတဲ့အမျိုးသမီးတယောက်လည်းဖြစ်တယ်နောက်ပြီးတော့ကြည်ရတာဒီသူ့ကြောင်း documentary ကြောင်းကြည့်ရမှာလဲစိတ်ခွန်အားလေးဖြစ်စေရပေါ့เนาะဆိုတော့အားလုံးလည်းကြည့်ကြည့်ပါ ကျူးစားပါဒီ channel အောင်မြင်ပါပါမအားပြီးတော့ကိုအားရှိပါလေဟုတ်ကဲ့ရှိတာပေါ့ငငယ်တော့ဆိုလို့ရှိရင်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့တော်တော် insecure ဖြစ်ခဲ့တာပေါ့နော်တော့ဟိုမမရဆိုရင်6တန်းလောက်တော့อ่ะဆိုရင်တကယ်ချင်းတယောက်ဆိုရင်ညီမကိုမြင်လိုက်လောင်ကြီးတာသူကပူပြောင်လို့မျက်နှာပြဲလို့ပေါ့နော်နေ့ချင်လို့ရတထုတ်ကြီးပေါ့စပင်းစုစီးသွားတဲ့နေ့ဆိုလို့ရှိရင်အဲနေ့မျက်နှာရပြဲလိုက်တာဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်ခံခဲ့ရဖို့တယ်ဟိုအဲ့လိုမျိုးဟို အဲ့လိုဆိုပြီးတော့မှစနောက်တာတွေခံခဲ့ရဖို့လေပေါ့နော်ဆိုတော့အဲ့လိုမျိုးကြောင်းမလို့ငငယ်ကတော်တော်လေးကို depression ဝင်ပြီးတော့မှတိမ်ငယ်စိတ်တွေပေါ့နော်ဝင်ခဲ့ဘူးတဲ့ဒါပေမဲ့လည်းဒီအသက်အရွယ်တစ်ခုရောက်တဲ့အခါမှာတော့ကိုကိုကိုချစ်တဲ့ဘုရားပို့အရေးကြီးရဲ့ဆိုတော့ပို့တိလာတယ်ဘယ်ပုံစံမဆိုဘယ် size မဆိုလှပတယ်ဆိုတဲ့အရာကိုလက်ခံလာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအရာနဲ့ချက်တန်းခဲ့ရပါတယ်အဲ့ဒါကြောင့်မလို့လေဟိုအစိုးရရအကောင့်ပေါ့နော် join ကိုဒီစပြီးတော့မှတီထောင်မှုအတွက် idea ရသွားတာပေါ့ ကဲဒါကိုယ့်ရဲ့အတွေ့အကြုံနဲ့ခံစားချက်တွေနဲ့နောက်ဘဝရဲ့ပြည့်ရတဲ့ငန်းစားတွေနဲ့ရင်းပြီးတော့အောင်မြင်လာတာကုန်ယူပါပဲကုန်ယူပါဆိုင်ဆုံးကအမကလေအဲအမတုံးမဆာရာက30ရ30ပရိုဂရမ်ပေါ့နော် Gorgeous Study ပရိုဂရမ်ဖြစ်နေเนาะဟုတ်လားအဲ့ဒါကတော့မတလလောက်စားဖြစ်တယ်အဲစားတာကဒီနေ့ကို၄ချိန်ပေါ့၄နက်ပေါ့နော်မနက်စာနေ့လည်စာညစာပြီးတော့ snacks ပေါ့အဲ့ဒါစားဖြစ်တယ်အဓိကတော့အမအဲ ိုပေါ့အရင်တော့ကကျမကြီးနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခန်းတော့ပုံမှန်တော့လုပ်ဖြစ်တယ်။ဒါပေမဲ့အစားဘယ်တော့မှမရှာအောင်။အစားဆိုရင်မျိုးစုံစားတယ်။မတည့်တာရောတည့်တာရောဟိုမတည့်တာဆိုတော့ဒီလိုပေါ့နော် healthy မဖြစ်တာတွေရော healthy ဖြစ်တာတွေရောအကုန်လုံးစားတယ်ပေါ့။ကိုယ်နဲ့စီအစိတ်နေလဲစားပြစ်တယ်။ဒါပေမဲ့နောက်ပိုင်းမှာဒီဒီနှစ်ပိုင်းလေးတွေမှာဆိုရင်မှ ်ကိုယ့်ကိုယ်ကို healthy ဖြစ်တာလေးပဲရွေးစားမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ healthy ဖြစ်တာလေးခုနောက်ပိုင်းပူစားပြစ်တယ်ပူစားပြစ်တော့အခုဒီ joint နဲ့တွေ့တာပေါ့နော် joint ကလည်းမှ meal box လေးပို့ပို့ပေးတယ်ပို့ပြီးတော့စားကြည့်ရင်းနဲ့မှအတိတ်ကအမပြောချင်တာကလေဟိုအမကကြတော့ဒီလေ့ကျင့်ခန်းကိုပုံမှန်လုပ်တဲ့သူဆိုတော့ဒီ joint new box နဲ့စားလိုက်တဲ့အချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်က weight ကထိမ့်ပြီးသားဖြစ်တာပေါ့နော် weight လည်းမတက်တော့ဘူးအဲတော့နောက်ပြီးတော့ကျန်းမာရေးအတွက်လည်းညှို့ညွတ်သွားတာပေါ့အဲဒါလေးကြောင့်အမလည်းဒီ dry me box ကိုရွေးချယ်ပြီးတော့သုံးပြစားပြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါအမရဲ့အတွေ့အကြုံလေးပါအဓိကတော့စားပြစ်တာကလည်းဟိုပထမတော့တရက်၂ရက်၃၄၅ရက်စားပြီးတဲ့အချိန်မှာအရသာဟိုကြိုက်တာလည်းပါပေါ့အရင်တော့ဆိုရင်ကိုက ကိုယ့်ကိုချက်စားတယ် healthy meal လေးချက်စားတယ်ဆိုရင်အရသာကမတွေ့ဘူးအရသာမကြိုက်ဘူးကြာလာတဲ့ခါကျနည်းနည်းယိုးအီလာဖြစ်တဲ့အတွက်ကြောင့်မစားဖြစ်တော့ healthy meal ကိုရက်လိုက်တာမျိုးရှိတယ်အခု join ရပို့တယ် meal box ကြီးစားတဲ့အချိန်မှာတော့အရသာမယိုးဝါဘူးပြီးတော့ menu ကလည်းမထပ်ဘူးအဲ့တော့တော်ကောင်းတယ်เนาะမြမ chef ကလည်းသူတို့ဆီက chef ကလည်းတော်တော်လေးကိုဟိုရတာကောင်းချက်ပေးနိုင်တယ်ပေါ့ဆိုတော့အမအတွက်တော်တော်လေးကိုအဆင်ပြေခဲ့တယ်အဓိကတော့ဟို weight ထိန်းကျင်တဲ့သူတွေနောက်ပြီးတော့ weight ကို weight ကျကျင်တဲ့သူတွေအတွက်လည်းဒါဒီမှာရှိတဲ့ nutritionist တွေနဲ့ timing ပြီးတော့ join မှာအစုံစမ်းပြီးတော့ဟိုဆွေးနွေးလို့ရတယ်ပေါ့နော်အဲ့ဒါအတွက်ကို recommend ပေးပါတယ်။ဝါတဲ့သူတွေကပေါ့နော်တော်တော်များများပေါ့ဝါတဲ့သူမှမဟုတ်တော်တော်များများကဒီခန္ဓာကိုယ်ကျန်းမာဖို့အတွက်ဒီအစီအချဖို့အတွက်ဆိုလို့ရှိရင်အစားအစာကိုထိမ့်သိမ်းရမယ်။ပြီးတော့လို့ရှိရင်လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတော့ awareness ကတော့တော်တော်များတော့ရှိတယ်။ဒါပေမဲ့ကျမတို့လိုဝါတဲ့သူတွေကကျတော့ဘာမလုပ်နိုင်တာလဲဆိုတော့ကိုယ့်ကို control မလုပ်နိုင်တာ။အဲ control မလုပ်ချင်တာပေါ့နော်။ဆိုတော့အဲ့လိုမျိုးနေရာမှာ join ကနေပြီးတော့မှဒီ mental တယောက်အနေနဲ့ coach တယောက်အနေနဲ့ friend တယောက်အနေနဲ့ပေါ့နော်အဲ့လိုမျိုးအမျိုးမျိုးသော shoot out ကနေပြီးတော့မှလမ်းညွှန်ပေးနေတာပေါ့နော်ဆိုတော့ကျမတို့ဒီမှာဆိုလို့ရှိရင် nutritionist doctor တွေရှိရဲပြီးတော့ nutrition coach တွေရှိရဲပေါ့နော်ပြီးတော့ fitness trainer တွေလည်းရှိရဲသူတို့ကနေပြီးတော့မှလူတယောက်က join ကိုလာပြီးတော့မှ register လုပ်လိုက်ပြီးဆိုလို့ရှိရင်ဒီ personalize ပေါ့နော်တယောက်ချင်းစီနဲ့ကိုက်ညီတဲ့ personalize service တွေကို programming လုပ်ပြီးရဲဆွဲပေးရဲပေါ့နော်အဲ့ဒါနဲ့အဲဒီအတူတူ မီးပေါက်စ်တွေ choose တင် support လုပ်ပြရပါတော့เนาะဆိုတော့မတူဟုတ်တယ်တစ်ယောက်နဲ့တစ်ယောက်လဲ calorie ချင်းလဲမတူဘူးဘယ်လိုမျိုးအဲဒီဒီအတော်အတွင်းမှာနှစ်လအတွင်းမှာဘယ်လိုသွားရမယ်ဆိုတဲ့ဟာလဲမတူဘူးပေါ့เนาะအဲ့လိုမျိုးလုပ်ပြရဖြစ်ပါတယ်ဒါပေမဲ့လဲ join me box join program မျိုးဝင်မရတော့မဟုတ်ဘူးเนาะဆိုတော့ကိုယ့်ဘက်ကိုဟို mindfulness ဖြစ်ဖြစ်နေပေါ့เนาะတတိရှိရှိနဲ့ စားတောက်ပြီးတော့နေထိုင်လို့ရှိရင်လည်းရပါတယ်ပေါ့နော်အဲ့ဒါလေးကိုတော့အကြံပေးချင်ပါတယ်ကျွန်မကိုယ်တိုင်လည်းဒီဝနေတဲ့သူတယောက်ဖြစ်တယ်155ခထိဝဘူးတယ်အခု148လောက်ပေါ့နော်ဖြစ်သွားပြီဆိုတော့ဟိုပါ30လောက်ပေါ့နော်ဟုတ်တယ်အဲပေါင်30ဝင်းချင်လောက်ကျသွားတယ်အတွေ့အကြုံရပေါ့နော်ဒါတွေကကိုကိုကိုတတိရှိရှိနဲ့စားတော့မယ်နေထိုင်မယ် ကိုလည်းလှုပ်ရှားမှုလုပ်မယ်ဆိုလို့ရှိရင်လုပ်လို့ရနိုင်ပါတယ်ဒီကကိုယ့်ရဲ့ lifestyle ပေါ့နော် lifestyle ကိုလည်းအဲဒီကစကူရဲ့အစားအသောက်ရွေးချယ်မှုမှန်ကန်ရမယ်လေ့ကျင့်ခန်းလည်းပုံမှန်လုပ်ရမယ်ပေါ့အစားကတော့အဓိကပဲနော်အစားဖြတ်အစားဖြတ်ဆရာမလို့အစားကိုတင့်တင့်နဲ့ပမာဏစားပေးရမယ် healthy ဖြစ်တာကြီးစားပေးရမယ်ဆိုရင် weight ကတော့ကြရပဲပြီးရင်လေ့ကျင့်ခန်းပေါ့တစ်ဖက်မှာလေ့ကျင့်ခန်းပေါ့အမအဲ့လိုမျိုးအစားဖြတ်တာတွေ weight ချတာတွေဘယ်လိုမျိုးမလုပ်ဘူး ဟိုတကယ်ဟိုပေါ့နော်ဟိုလေ့ကျင့်ရမယ်လို့တဲ့ပြီးရင်အစားကိုလည်း healthy ဖြစ်တာရေးစားလိုက်တယ်ဆိုရင်နော်ကိုလိုချင်တဲ့ target body လည်းရမယ်ကျန်းမာရေးအတွက်လည်းကောင်းတာပဲနော်တာ happy related birthday ပါ happy birthday လို့လည်းထပ်ပြောချင်ပါတယ်ဒီထက်မကအောင်မြင်ပါစေပို့ပြီးတော့လည်းဆပါစေခုလည်းရမ်းလာနေပါပြီเนาะအဲနောက်ပြီးတော့အလှအပတွေကျမကြီးနဲ့ပတ်သက်ပြီးလူတွေကိုဒီထက်မကအကျိုးပြုနိုင်တဲ့ သူဖြစ်ပါစေ join လေးဖြစ်ပါစေเนาะသူတွေကိုလည်းအဲ့လိုမျိုးလှပအောင်ကျမ်းမာအောင်လုပ်ပေးနိုင်တဲ့ပျော်ရွှင်မှုလေး join လေးဖြစ်ပါစေเนาะ